မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီတိုက်ပွဲမှာဗိုလ်ကြီးအောင်သူရှိန်အပါအဝင်စစ်ကောင်စီဘက်က၄ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ16ရက်နေ့မှာမတူပီမြို့မှာချင်းတော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်တွေကြားမှာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာဗိုလ်ကြီးအောင်သူရှိန်တေဆုံးသွားပြီးတော့တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးလည်းတေဆုံးခဲ့တယ်လို့သိရပါတယ်ဗိုလ်ကြီးအောင်သူရှိန်နဲ့စစ်သား၃ဦးဟာစစ်တပ်ရဲ့ကာ ကင်းစခန်းကိုချစ်တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာတိတ်ဆုံးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။မတူပီမှာမနေ့ကတိုက်ပွဲမှာဗိုလ်ကြီးအောင်သူရှိန်ကျသွားတယ်။ဗိုလ်ကြီးအောင်သူရှိန်က2021ခုနှစ်အစပိုင်းမတူပီမှာတိုက်ပွဲတွေစဖြစ်တဲ့အချိန်မှာတုန်းကဒဏ်ရာရခဲ့တယ်။မနေ့ကချင်းတပ်တွေကမတူပီကတပ်ကိုဝင်တိုက်တော့ကာကင်းမှာသူကကျသွားတာ။သူနဲ့အတူအခြားစစ်သည်၃ဦးပါကျဆုံးတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ချင်းပြည်နယ်မတူပီမြို့သိမ်းတိုက်ပွဲကိုချင်းကြီးနောင်တပ်ဖွဲ့များကစတင်တိုက်ခိုက်နေပြီးတော့မတူပီမြို့မှာရဲစခန်းနဲ့ထွေးအုပ်ရုံးတို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းကြီးနောင်တပ်ဖွဲ့ကဇွန်လ14ရက်နေ့မှာကြေညာခဲ့တယ်လို့သိရပါဗျ။ချင်းပြည်မတူပီမြို့တွင်စစ်စင်ရေးမှာချင်းကြီးနောင်တပ်ဖွဲ့များအပြင် AA ဘက်ကလည်းပါဝင်ကူညီမှုများရှိနေပြီးတော့လက်ရှိအချိန်ထိကိုမြို့မှရဲစခန်းကိုစတင်တိတ်ပိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ထွေအုံရုံးကိုလည်းဝိုင်းထားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာသွားတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူများနဲ့ဘုံကျဲခဲ့တဲ့အတွက် မတူပီမြို့အတွင်းမှာလည်းကြက်စီးမှုများရှိနေကြောင်းတော်လိုင်းရိတ်သတင်းအင်းမြစ်ကပြောဆိုထားပါတယ်ဇွန်လ9ရက်နေ့ကစတင်ပြီးတော့ချင်းညီနောင်တပ်ဖွဲ့များကမတူပီမြို့အတွင်းကိုထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးဇွန်လ13ရက်နေ့မှာတော့ချင်းညီနောင်တပ်ဖွဲ့များအနေနဲ့မတူပီမြို့စစ်စင်ရေးဆင်နွှဲနေတယ်လို့သိရပါတယ်ချင်းညီနောင်စစ်စင်ရေး Operation CB အဖြစ်စစ်စင်ရေးဖော်ဆောင်နေခြင်းဖြစ်ပြီးတော့ရောအာမီအပြင် အခြားသောမဟာမိတ်တပ်ဖွဲ့များနဲ့အတူမတူပီမြို့တွင်းမှာရှိတဲ့စစ်ကောင်စီစခန်းများကိုစတင်တိုက်ခိုက်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲများပြင်းထန်နေတယ်လို့တရားဝင်သတင်းထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာနေနေရှင်းလင်းရန်ထွက်လာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်တိုက်ဆုံသူများပြားခဲ့တဲ့အတွက်ကြောင့်စစ်တပ်ကတရော်ပင်ရွာကိုစီးနှင်းမီးရှို့ခဲ့ပြီးနေအိမ်35လုံးပျံချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ15ရက်နေ့မှာတရော်ပင်ရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကနယ်မြေရှင်းလေးလုပ်တဲ့အချိန်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အခါမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ဗိုလ်တအုပ်အပါအဝင်ထိခိုက်ဒေဆုံးသူတွေများပြားခဲ့တယ်လို့သိရပါတယ်အခုလိုမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီကအနီးနားမှာရှိတဲ့တရော်ပင်ရွာကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူဝိုင်းနေအိမ်များကိုမိရှုဖျက်ဆီးရာနေအိမ်35လုံးမိလောင်ပြာချခဲ့ရတယ်လို့သိရပါတယ် စစ်ခွေးစစ်ကြောင်းကိုအရင်မိုင်းဆွဲတာပြီးတော့တိုက်ပွဲဖြစ်တာပဲစစ်ခွေးတွေဘက်ကစစ်ဗိုလ်တို့အပါဝင်အသေးပြောက်များတယ်တိုက်ပွဲဖြစ်နေတော့ရွှေပြည်ရွာစေပေကန်းကစစ်ခွေးတက်နဲ့ပင်လယ်ကြီးဘက်ကစစ်ခွေးတက်တွေကရွာတော်လေးကနေပြီးတော့လက်နက်ကြီးနဲ့ပြစ်ကူတယ်တိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတက်ကနေအိမ်35လုံးကိုမိရှုဖြတ်စည်းသွားတယ်လို့ကင်းထောင်မြေပြင်သတင်းမှန်ပြန်ကြားရေးစင်ကူးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်နဲ့မန္တလေးတို့မှာညပိုင်း SNS စစ်တဲ့အချိန်နဲ့လုံခြုံရေးအရာစစ်ဆေးမှုများပြုလုပ်တဲ့အချိန်မှာမိုဘိုင်းဖုန်းအတွင်းမှာ VPN စစ်ဆေးမှုတွေကိုပါလုံဆောင်နေပြီးတော့ VPN ဆော့ဖ်ဝဲများကိုတွစ်ရှိပါကအ ਨੇ စုံ9000ကျပ်ကနေပြီးတော့ငွေကျပ်2သိန်းအထိကိုစစ်တပ်နဲ့ပြူစောထီးများကတောင်းယူငွေညှစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းတာဂီတမြို့နယ်အတွင်းမှာဇော်လ15ရက်နေ့ညပိုင်း SNS စစ်တယ်ဆိုပြီးတော့မိုဘိုင်းဖုန်းများအတွင်းမှာ VPN ဆော့ဖ်ဝဲများကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ် VPN software တွေ့ရှိပါကငွေကျပ်အနည်းဆုံး9000ကနေပြီးတော့ငွေကျပ်2သိန်းအထိကိုအိမ်အခြေအနေကိုလိုက်ပြီးတော့တောင်းယူနေတယ်လို့တာဇီရမျိုးနယ်ကပြည်သူတို့ကပြောဆိုထားပါတယ်။အဓိကအုပ်ကြီးနဲ့ယာယီမှုတွေကငွေတောင်းတာစစ်သားတွေကလည်းဖုန်းကိုယူစစ်တယ် VPN ကိုတော့အုပ်ကြီးကစစ်တာ9000ပေးလိုက်ရတယ်လို့တာဂီတမျိုးနယ်ကပြည်သူကရှင်းပြထားပါတယ်။အလားတူပဲမန္တလေးမြို့တိတ်ပန်လန်းကာညာနာယုံအဆောက်နဲ့ရဲနဲ့စစ်သားများကလည်း ။သိပ်ပံလမ်းပေါ်မှာညာပိုင်းဆိုင်ကယ်များ၊ယာဉ်များနဲ့အသွားအလာများကိုရပ်တန့်ခိုင်းပြီးတော့ VPN များကိုဆက်ဆင်းနေတယ်လို့သိရပါတယ်။မိုဘိုင်းဖုန်းအတွင်းမှာ VPN တွေ့ရှိပါကငွေကျပ်သိမ်းချပြီးတော့တောင်းယူနေတယ်လို့သိရပါတယ်။မန္တလေးမြို့သိပ်ပံလမ်းကားညနာမှာရှိတဲ့အဆောက်ရဲနဲ့စစ်သားတွေကညဘက်သိပ်ပံလမ်းမှာထွက်ပြီးတော့ VPN ဆက်တယ်။ VPN မိရင်တသိန်းနှစ်သိန်းတောင်းပါတယ်။မနက်ပိုင်းဆိုရင်ကားညနာဝင်ပေါက်မှာလိုင်စင်လာလုတဲ့ပွဲစားတွေနဲ့ပြည်သူတွေစီကနေပြီးတော့တယောက်ကို9000တောင်းတောင်းတယ်။ မနက်ပိုင်းဆိုရင်တော့အောင်သာရရက်ကွက်ဘက်ကကောင်းတွေဖြစ်တဲ့ဝေကြီးအေကြီးနဲ့ဝက်ပေါက်ဆိုတဲ့ကောင်းတွေကိုတောင်းခိုင်းတယ်အခုအဲ့ဒီကောင်းတွေကကညာနာမှာဂိတ်ပေါက်ဆောက်တာဝန်ကြတဲ့ရဲနဲ့စစ်သားတွေကညဘက်ဆိုရင်ရဲနဲ့စစ်သားဝတ်စုံယူနီဖောင်းတွေပေးဝတ်ပြီးတော့ကညာနာတိတ်ပတ်လမ်းရှိမှာလာသမျှဆိုင်ကယ်ကိုတားပြီးတော့ VPN စစ်တယ်မိတဲ့လူတိုင်းကိုငွေတောင်းတယ်ပြီးရင်ရသမျှအကုန်ပြန်ခွဲယူတယ်အခုညတိုင်းကိုတောင်းနေတာ အောင်သားရတခိုးချဘိုးစာမတက်ပေမတက်ကောင်တွေကအဲ့ဒါနဲ့တွင်တဲ့နေတာလို့အဲ့ဒီဖြစ်စဉ်များကိုတေးချစွာသိရှိထားတဲ့လူတဦးကရှင်းပြထားပါတယ်လက်ရှိမှာစေကောင်စီက VPN များကိုပိတ်ပင်မှုများကိုမေလ30ရက်နေ့ကနေစတင်လှုပ်ဆောင်ခဲ့ပြီးတော့ VPN များကိုတားဆီးရန်အတွက် Cyber လုံခြုံရေးဥပဒေကြမ်းကိုရေးဆွဲလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ပြည်ပနိုင်ငံများကိုအေဂျင်စီတွေကနေတဆင့်တွားရောက်အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားများရဲ့လစာ25ရာခိုင်နှုန်းကိုတရားဝင်ဗန်များကနေတဆင့်ပြည်တွင်းမှာရှိတဲ့မိသားစုထံကိုလွှဲပြောင်းပေးရတဲ့အထောက်အထားများအေဂျင်စီများကိုစစ်ကောင်စီကတင်ပြခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဇွန်လကနေစတင်ပြီးတော့လစဉ်လစံ5ရက်အတွင်းကိုပြည်ပအလုပ်ကိုင်အေဂျင်စီများအနေနဲ့မိမိတို့စေလွတ်လိုက်တဲ့အလုပ်သမားများက ပြည်ပနိုင်ငံများမှာရရှိတဲ့လစာများကိုပြည်တွင်းမှာရှိတဲ့မိသားစုများထံကိုပြည်တွင်းဗန်များကနေတဆက်လွှဲပြောင်းတဲ့အထောက်အထားများကိုစစ်ကောင်စီရဲ့အလုံတမညွှန်ကြားမှုဦးစီးဌာနထံကိုတင်ပြရမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုတင်ပြရန်ပြက်ကွက်ပါကပြည်ပအလုတ်ကိုင်အေဂျင်စီများကိုလုပ်ငန်းလုတ်ခွင့်လိုင်စင်ကိုရုတ်သိမ်းသည့်အထိအရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်ပကိုတွားရောက်ပြီးတော့အလုတ်လုတ်ကင်နေတဲ့အလုတ်သမားဆေးရဲများအရာလုတ်သား90ဦးနဲ့အထက်ဆေးလွတ်ခဲ့တဲ့အေဂျင်စီများဟာ2023ခုနှစ်စက်တင်ဘာလအတွင်းမှာအေဂျင်စီ65ခု အောက်တိုဘာလအတွင်းမှာအေဂျင်စီ88ခု၊နိုဗင်ဘာလအတွင်းမှာအေဂျင်စီ83ခု၊ဒီဇင်ဘာလအတွင်းမှာ56ခုရှိတယ်လို့သိရပါတယ်။အဲ့ဒီအေဂျင်စီများအနေနဲ့မိမိတို့စိတ်လွတ်ခဲ့တဲ့အလုပ်သမားများကပြည်ပရောက်လာစား25ရာခိုင်နှုန်းကိုပြည်တွင်းမှာရှိတဲ့မိသားစုများထံကိုတရားဝင်ဗန်များကနေတဆက်လွှဲပြောင်းတဲ့အထောက်အထားများကိုဇွန်လ28ရက်နေ့မှာနောက်ဆုံးထားပြီးတော့ပေးပို့ရမှာဖြစ်တယ်လို့သိရပါတယ်။အချိန်မီမပေးပို့ပါက အေဂျင်စီများရဲ့စေလွှတ်ရေးလုပ်ငန်းစဉ်များကိုယာယီဆိုင်းငံ့သွားမှာဖြစ်ကြောင်းစစ်ကောင်စီကဖိအားပေးလာတယ်လို့သိရပါတယ်။နိုင်ငံခြားဝင်ငွေနှဲပါနေတဲ့စစ်ကောင်စီကပြည်ပရောက်မြန်မာအလုပ်သမားတွေစီကဒေါ်လာပြန်ရဖို့ကိုစ조사နေတယ်လို့ရပါပဲ။ပြည်ပအလုပ်ကံအေဂျင်စီတွေပါအလုပ်ဆက်ပြီးတော့လုပ်ဖို့အတော်ကိုခက်ခဲကုန်ပြီလို့ရန်ကုန်အခြေဆိုင်ပြည်ပအလုပ်ကံအေဂျင်စီတခုကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကတောင်ကုန်းတက္ကသိုလ်မှာစစ်ကောင်စီလက်နက်ကြီးတလုံးချရောက်ပောက်ကွဲပြီးတော့တင်တန်းရေးရာဌာနမှုအိမ်နဲ့ကားပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇွန်လ18ရက်နေ့တောင်ကုန်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်နေပြီးတလုံးဟာတောင်ကုန်းတက္ကသိုလ်ကိုချရောက်ပောက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတဦးကပြောပြခဲ့ပါတယ်။ဒီနေ့နေ့လယ်တနအိဝဲလောက်ကတောင်ကုန်းတက္ကသိုလ်ထဲကိုစစ်ကောင်စီလက်နက်ကြီးချရောက်ပောက်ကွဲပါတယ်။ ်တင်တန်းရေးရဌာနမှဦးအောင်စိုးရဲ့နေအိမ်နဲ့ကားအလုံးပျက်စီးသွားပါတယ်ဒီနေ့ကတိုက်ပွဲမရှိပါဘူးစစ်ကောင်စီကပြစ်ခတ်တဲ့လက်နက်ကြီးဖြစ်ပါတယ်လူတွေတော့အထိကိမရှိပါဘူးလို့ပြောဆိုခဲ့ပါတယ်မနေ့ကဇွန်လ16ရက်နေ့နေ့လယ်ကစပြီးတော့ဒီကနေ့အချိန်အထိကိုတောင်ကုန်းမြို့နယ်မှာအေအေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်ရင်းများကလက်နက်ကြီးများနဲ့ရန်တမ်းပြစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါတယ် ဇွန်လ15ရက်နေ့ညနေက AA နဲ့စစ်ကောင်စီတို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရွာတိတ်ကဲကျေးရွာကအသက်18နှစ်အရွယ်မောင်အောင်လိုင်းဝင်းဟာဝမ်းပိုက်မှာဘုံစားထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။ AA ကတန်တွဲမြို့နယ်မှာစစ်ကောင်စီတပ်များကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန် 45မိုင်ခန့်ကွာဝေးတယ်တောင်ကုန်းမြို့နယ်မှာဗပြိုင်နယ်ထဲတိုက်ပွဲပေါ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီအနေနဲ့စစ်ရေးပြတ်မှတ်မဟုတ်တဲ့အရသာပြည်သူများနေရမြို့ရွာများကိုဥတီပြီးတော့မတိုက်ခိုက်ရန်ဒေသခံများကတောင်းဆိုနေကြပါတယ်စစ်ကောင်စီကိုမြစ်တာရက်ခံကြင်တာက တိုက်ပွဲနဲ့ဆိုင်တဲ့နေရာတွေကိုပဲတိုက်ခိုက်ဖို့ပြောလိုပါတယ်ပြည်သူတွေနေထိုင်တဲ့ရက်ရွာမျိုးတွေကိုဥတီပြစ်မှတ်ထားပြီးတော့မတိုက်ခိုက်ဖို့မြစ်တာရက်ခံကြမှာတယ်အေးအေးကိုမနိုင်လို့ပြည်သူတွေကိုတမင်ပြစ်ခတ်တိုက်ခိုက်နေတာကစစ်တပ်ရဲ့ကျင့်ဝတ်နဲ့မကန့်ညီဘူးလို့မြို့ကန်တအုပ်ကပြောပါတယ်စစ်ကောင်စီကတောင်ကုန်းမြို့နယ်မှာတိုက်ပွဲရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလေတောင်းဘုံကျဲတိုက်ခိုက်မှုများလက်နက်ကြီးများပြစ်ခတ်နေပြီးတော့မြို့ကန်များအလုံးနဲ့အနီးအနားကျေးရွာကဒေသခံပြည်သူများဟာအိုးမဲ့အိမ်မဲ့ထွက်ပြေးနေရတယ်လို့သိရပါတယ်အရခတ်တတော်အေးအေးကလည်းစစ်ကောင်စီမြန်မာစစ်တပ်အနေနဲ့ ရခိုင်တိုက်ပွဲများမှာစစ်ကိုစစ်နဲ့တူအောင်တိုက်ခိုက်ရန်လိုအပ်ပြီးတော့စစ်ပွဲနဲ့မသက်ဆိုင်တဲ့ရက်ရွာမြို့နယ်စေုံစေကမ်းများအပါအဝင်ဘာသာရေးအဆောက်အဦများပြည်သူများနေထိုင်ရာဒေသများကိုဥတီပြီးတော့မတိုက်ခိုက်ရန်တောင်းဆိုထားတယ်လို့သိရပါဗျ။ရခိုင်ပြည်အတွင်းကစစ်ကောင်စီတပ်စခန်းများအလုံးကိုတိုက်ခိုက်သွားမှာဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့အမြန်ဆုံးလက်နက်ချအညံ့ခိုင်ရန်နဲ့လက်နက်ချအညံ့မခံမှာကအသက်ဆုံးရှုံးရမယ်လို့အေအေကသတိပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကျွန်းလာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်ပြီးတော့ကျေးရွာများကိုစီးနှင်းနေတဲ့အတွက်ထောင်ထဲချီတဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့မနက်7:20မိနစ်ခန့်ကစပြီးတော့ကျွန်းလာမြို့နယ်အင်တိုင်းရွာကိုရွှေဘော်ခုံးကနေထွက်လာတဲ့စစ်သားနဲ့တူစောထီများပူးပေါင်းထားတဲ့အင်အား200ခန့်ပါတဲ့စစ်ကြောင်းကဝင်ရောက်စီးနှင်းလျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာဒရုန်းများကိုလည်းယူဆောင်လာပြီးတော့အနီးနားမှာရှိတဲ့ကျေးရွာများကိုထောက်လန်းမှုများလှုပ်ဆောင်နေခြင်းကြောင့် တဖန်းစိတ်ဆဲအနေမှာရှိတဲ့အင်တိုင်းရွာကျွဲတဲ့ရွာအင်လရွာနဲ့မြားနဲ့ရွာကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ခွေးတွေရွာကိုဝင်ရောက်စီးနှင်းထားတဲ့လက်ရှိရွာတွေကအခြေအနေတွေကိုတော့အတိမပြုတ်နိုင်သေးဘူး။ပြည်သူတွေဖမ်းခံရတာရှိမရှိလဲမသိရသေးဘူး။ဆက်လက်စောင့်ကြည့်နေတော့ပဲရွာလေးရွာကျော်ကပြည်သူတွေကတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကျွန်းလကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ